အားလုံးပဲမင်္ဂလာပါခင်ဗျာဘေကင်းကျမ်းမာကြပါစေ2025ခုနှစ်ဒီဇင်ဘာလ1ရက်နေ့ຫນွေဥတ္တစ Channel ကနေပြီးတော့နောက်ဆုံးရတော်လိုင်းသတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးပါမယ်ထုံးတာတဲ့ကျွန်တော်တို့ရဲ့ Channel ကို Like and Subscribe လုပ်ပေးဖို့ကိုလည်းမေတ္တာရပ်ခံလိုပါတယ်ခင်ဗျာဒီကနေ့တင်ပြဖို့ရွေးချယ်ထားတဲ့သတင်းတွေကတော့ဒီမိုးကုတ်မြို့ပြင်အနောက်ပိုင်းကိုဒီစစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်တော်လိုင်းတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားတဲ့အကြောင်း နောက်ပြီးတော့ဒီမိုးကုံးမြို့စစ်တပ်ထံလွှဲပေးရတဲ့အပေါ်မှာတောင်းပန်ဖို့သကလုံးမရှိဖြစ်ရတယ်လို့တရနယ်လီကောင်းဆောင်ကရေးသားထားတယ်ဆိုတဲ့အကြောင်းနောက်ပြီးတော့လေးမျက်နှာမြို့နယ်ပသိမ်မုံရွာလမ်းပိုက်မှာရှိတဲ့စစ်ကော်မရှင်တပ်ရဲ့ကာကင်းစခန်းတစ်ခုကိုအေအေနဲ့ပူပေါင်းတပ်တွေကသိမ်းပိုက်လိုက်တယ်ဆိုတဲ့သတင်းလည်းတင်ပြစရာရှိပါတယ်နောက်ပြီးတော့အေအေကလက်နဲ့ကြီးပြစ်ခတ်လို့နိုင်ငံတော်မှာလေချောင်းကချပေးတဲ့ပစ္စည်းတွေလာကောက်တဲ့စစ်သားတချို့တေဆုံးထိခိုက်ဒဏ်ရာရှိသွားတယ်လို့ဆိုပါတယ် ပြီးတော့ဒီရေးမျိုးနယ်မှာခမရ986ကနေပြီးတော့ထွက်ပြေးလာတဲ့စစ်မှုရတတသုံးဦးကိုရေးဘလူးဖွဲ့ကဖမ်းဆီးတဲ့ဆိုတဲ့သတင်းလည်းရှိပါတယ်။နောက်ပြီးတော့ဖကန်ရောက်စစ်သားတဲ့၄ဦးတပ်ကိုဆွန့်ခွာထွက်ပြေးလာလို့ဒီ KIA ပူးပေါင်းတပ်ကဖမ်းမိထားတဲ့ဆိုတဲ့သတင်းတွေစုစည်းတင်ဆက်ပေးဖို့ပြင်ဆင်ထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပထမဆုံးသတင်းအနေနဲ့မိုးကုံမြို့ကတိုက်ပွဲအခြေအနေနဲ့ဆက်နေကြပါမယ်။ ဒီမန္တလေးတိုင်းမိုးကုံမြို့ပြည်အနောက်ပိုင်းကိုဒီစစ်တပ်ကစစ်ကြောင်းတို့ဝင်ရောက်လာတာကြောင့်တော်လန်ရေးတပ်တွေနဲ့တိုက်ပွဲဖြစ်ပြီးတော့စစ်ကြောင်းနောက်ပြန်ဆုတ်သွားတယ်လို့သိရပါဗျ။မိုးကုံဒေသခံတချို့နဲ့တော်လန်ရေးတရင်ရေးမြစ်တွေကပြောဆိုတာဖြစ်ပါတယ်။ဒီနိုဝင်ဘာလ29ရက်နေ့နဲ့နိုဝင်ဘာလ30ရက်နေ့မှာအကြံပဲစစ်တပ်ကမိုးကုံမြို့ထက်ကိုဝင်ရောက်နေရာယူခဲ့တာပါ။ ဒါပေမဲ့လည်းနိုဝင်ဘာလ30ရက်နေ့ညပိုင်းမှာစစ်တပ်စစ်ကြောင်းတွေကမုတ်ကုတ်မြို့ပြင်အနောက်ပိုင်းကိုစစ်ကြောင်းတွေကျုံဝင်လာတဲ့အကြောင်းသိရပါဗါတယ်အဲ့ဒီနေရာမှာဒေါ်လိုက်တက်တွေကထိုင်ချထားတာကြောင့်စစ်တပ်စစ်ကြောင်းနဲ့ဒေါ်လိုက်တက်တွေအကြတိုက်ပွဲတွေဖြစ်ပွားခဲ့ရတာလို့သိရပါတယ်ခင်ဗျာမိုးကုတ်နောက်ဘက် တောင်ပေါ်ဘက်ကိုစစ်ကြောင်းတွေဝင်လာတာမြို့ပြင်မှာဒေါ်လိုက်တက်တွေရှိတယ်မြို့ထဲကနေစုတ်ခွာပေးထားတာအဲ့ဒါကိုစစ်ခွေးတွေကမြို့ပြင်ထိထွက်ပြီးစစ်ကြောင်းထိုးလာတာပါ ထိတွေ့မှုဖြစ်ပြီးတော့သူတို့ပြန်ဆုတ်သွားတယ်ပြန်လာနိုင်သေးတယ်လို့တော်လိုင်းသတင်းအရေးမြစ်တူကပြောဆိုတာဖြစ်ပါတယ်မုတ်ကုံမြို့နောက်ဘက်ကိုစစ်တပ်ကစစ်ကြောင်းထုတ်လာတဲ့အချိန်မှာတော်လိုင်းတပ်တွေကအချိန်မီတရှိခဲ့ပြီးတော့စစ်တပ်စစ်ကြောင်းကို ရှေ့ဆက်မတိုးလာစေဖို့အပြင်းထန်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်ညာဘက်တိုက်ပွဲမှာစစ်တပ်ကအထိနာပြီးတော့ပြန်ဆုတ်သွားတာသူတို့မျိုးတွေကနေစစ်ကြောင်းထွက်လာခြင်းကလေးကဒီဘက်ကိုသတင်းရောက်တဲ့မိုးကုံမျိုးပြင်ပပလယ်မှာတော်လိုင်းတပ်တွေရှိနေတယ်လို့ မိုးကုတ်မြို့ကကင်းတောက်သတင်းရင်းမြစ်တစ်ခုကရှင်းပြတာဖြစ်ပါတယ်။မိုးကုတ်မြို့နဲ့မိုးကုတ်မြို့က TNL ကချုပ်ခွာမှုအတွက်တန်းဒေသကိုလည်းမြန်မာစစ်တပ်ကလေရင်နဲ့ဘုံကျဲတာထိုးစစ်ဆင်တိုက်ခိုက်တာတွေမလုပ်ဖို့ကတိပြုထားပါတယ်။နောက်တစ်တုံညာနှစ်ခွန်စစ်စင်ရဲ့အတွဲမှာ TNL ကမိုးကုတ်တီဘောကြောင်မဲနောင်ချိုမိုင်းလုံးမိုင်းကောမိုးမိတ်နမ်ဆာမန်တုံကိုခိုင်နန်းခန်း နမ်ဘတူမျိုးတွေကိုတိမ့်ပတ်ရရှိခဲ့ပြီးတော့စစ်တပ်ကကြောက်မဲနောင်ချူတီဘောကိုပြန်လည်တိုက်ခိုက်တိမ့်ပတ်ခဲ့ကဒီတည့်နယ်လေးကမိုးကုတ်နဲ့မိုးမိတ်မျိုးကိုပါထပ်မံဆွန့်လွတ်တာဖြစ်တာကြောင့်မိုင်းလုံးမိုင်းငေါ်နမ်ဆာမန်တုံကိုခိုင်နန်းခန်းနဲ့နမ်ဘတူမျိုးတွေသာတည့်နယ်လေးလက်ထက်ကြန့်ရှိတော့တာဖြစ်ပါတယ်အောက်တိုဘာ29ရက်နေ့မှာတရုတ်နိုင်ငံကဂျာဝန်ညီနိုင်ပေးတာကြောင့်ဒီတရုတ်နိုင်ငံကူမင်းမြို့မှာတရနယ်လီနဲ့အချမ်းဖက်စစ်တပ်တို့အပြစ်ခတ်ရစဲဖို့မိုးကုတ်နဲ့မိုးမိတ် မြို့တို့ကိုပြန်လည်ပိတ်အပ်ဖို့သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။ဒီအဲ့ဒီနောက်မိုးကုန်းနဲ့မိုးမင်းမြို့တွေကိုစစ်ကောင်စီလက်အောက်မကျသေးဘူး။အစွမ်းကုန်ကားကွယ်သွားမှာဖြစ်တဲ့ကြောင်းတော်လိုင်းတပ်တွေကသတင်းထုတ်ပြန်ခဲ့ပေမဲ့လည်း PNL ရဲ့အကူအညီနဲ့စစ်ကော်မရှင်တပ်တွေမိုးကုန်းမြို့အတွင်းနိုဝင်ဘာ29ရက်ညနေပိုင်းမှာကားအစီးရေတရာလောက်နဲ့ဝင်လာတယ်လို့သတင်းရင်းမြစ်တွေကဆိုကြပါတယ်ခင်ဗျာ။ နောက်ဒီသတင်းနဲ့တစ်ဆက်တည်းမှာပဲမိုးကုတ်ကိုစစ်တပ်စီကိုလွှဲပေးရတဲ့အပေါ်မှာတောင်းမှန်မှုစကလုံးမရှိဖြစ်ရတယ်လို့တင်းနယ်လီကောင်းဆောင်ကရေးသားထားတဲ့အကြောင်းကို People's Friend သတင်းဌာနကဖော်ပြထားပါတယ်ခင်ဗျာဒီတမ်းမြူသားလွတ်မြောက်ရေးတပ်မတော်တင်းနယ်လီနဲ့မဟာမိတ်တွေတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့မိုးကုတ်မြို့ကိုအနာသိမ့်စစ်တပ်နဲ့တင်းနယ်လီကြပြည့်ရသဘောတူညီချက်အရပြန်လွှဲပေးရတဲ့အပေါ်မှာ ဒီတောင်းပန်မှုစကလုံးမရှိတာဖြစ်တယ်လို့တင်းနယ်လီထွေထွေတွေးမှုချုပ်ဗိုလ်ချုပ်တာဖုံးကျော်ကဒီကနေ့ဒီဇင်ဘာလ၁ရက်နေ့မှာလူမှုကွန်ရက်မှာကြ བྱ ာရေးသားအတည်ပြုခဲ့တယ်လို့ဆိုပါတယ်ခင်ဗျာ2025ခုနှစ်အောက်တိုဘာလကုန်ပိုင်းကတရုတ်စုရဲ့ဂျာဝင်မှုနဲ့စစ်ကောင်စီနဲ့ဒီ DNL ပြည့်ရသဘောတူကြရမှာမိုးကုန်းနဲ့မိုးမိတ်ကိုစစ်ကောင်စီထံလွှဲပေးဖို့ တဝတ်တူညီကြရတာဖြစ်ပြီးတော့နိုဘာလကုံပိုက်မှာစစ်တပ်ကတရနယ်လီအကူညီနဲ့မိုးကုတ်မိုးမိတ်မျိုးတွေကိုအလွယ်တကူဝင်ရောက်လာနိုင်ခဲ့တာပါဒီအချိန်ဒီမှာဗိုလ်ချုပ်တပ်ဖွဲ့တော်ကမြောက်ပြန်လေအေးဆိုတဲ့ကောင်းတဲ့နဲ့ကြပြားရေးသားပြီးတော့မိုးကုတ်အတွက်တောင်းပန်ခဲ့တာပါမိုးမိတ်မျိုးအချိန်ဒီကိုတော့ကြပြားမှာမတွေ့ရပါဘူးနှင်းသီးကြွေခြေစုံခိုက်ရင်ွယ်စုခိုက်လောင်မြိုက်မျက်ရည်အိုမိုးကုတ် တောင်းပန်ရန်စကလုံးမရှိနိုင်တော့ပြီးမြောက်ပြန်လေကအေးလသည်လို့ဗိုလ်ချုပ်တာဖုန်ကျော်ကရေးသားခဲ့တာပါတစ်ဖက်မှာလည်းတင်နယ်လီကစစ်တပ်ကိုလွှဲပေးခဲ့တဲ့မိုးမိန်နဲ့မိုးကုတ်မှာတခြားတော်လှန်ရေးတပ်တွေနဲ့စစ်ကောင်စီကြားလူဝင်ပါ30ရက်ညကစတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သတင်းအရင်းမြစ်တွေကပြောပါတယ်ခင်ဗျာမိုးမိန်မှာတင်နယ်လီထွက်သွားပြီးမြို့ထဲဝင်လာတဲ့စစ်တပ်နဲ့ KIA KPD ရဲ့ပူးပေါင်းတပ်တို့နိုဝင်ဘာ30ရက်ည8:00နာရီကျော်အချိန်ကစတင်တိုက်ပွဲဖြစ်ပွားခဲ့တာမှာ တိုက်ပွဲတွေပြင်းထန်တယ်လို့ကချင်သတင်းအရင်းမြစ်ကပြောပါတယ်။ဒီအလားတူပဲမိုးကုံမြို့မှာလည်းနိုဝင်ဘာ30ရက်ညနေကစပြီးတော့မြို့အပြင်အနောက်ပိုင်းကိုစစ်တပ်ကထိုးလာတဲ့အတွက်မြို့အပြင်မှာရှိနေတဲ့ PDF တွေနဲ့တိုက်ပွဲဖြစ်ပွားနေတယ်လို့စစ်ရေးသတင်းအရင်းမြစ်တချို့နဲ့ဒေသခံတွေကပြောကြပါတယ်။ဒီမိုးကုံအခြေဆိုင် PDF တပ်ဖွဲ့တာဝန်ရှိသူကတော့စစ်ရေးသတင်းတွေလက်တလို့ပြောလို့မရသေးဘူးလို့အသိပေးထားပါတယ်။ ဒီနယ်လေးဟာမာမိတ်ပူပေါင်းတပ်တွေနဲ့ဖော်ဆောင်ခဲ့တဲ့တက်တုံညာနှစ်ခုစစ်စင်ရေးမှာရှမ်းမြောက်ကမြို့12မြို့ကိုသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။နောက်တရုတ်ဆိုရရဲ့အစီအစဉ်နဲ့တရုတ်နိုင်ငံမှာဒီနယ်လေးနဲ့စစ်တပ်တို့ကိုးချိန်မြောက်တွဲဆုံဆွေးနွေးပွဲမှာမိုးကုတ်မိုးမိတ်မြို့တွေကိုပြည်ရသဘောတူညီချက်နဲ့တူစစ်ကောင်စီကိုလွှဲပေးခဲ့ရတာပါ။ဒီတကံပြည်သူတွေကိုလုံလောက်အောင်အတိပေးတာမျိုးမရှိဘဲစစ်တပ်ထံလွှဲပေးခဲ့တဲ့အပေါ်မှာပြည်သူတွေကအပြင်းထန်ဝေဖန်နေကြပါတယ် ဒေသခံပြည်သူအများစုကတော့စစ်တပ်ရန်ကိုကြောက်တာကြောင့်မြို့ကနေရှောင်ပြေးနေကြရတယ်လို့သိရပါတယ်ခင်ဗျာ။နောက် AOD တိုင်းဘက်ကစည်ရေးချင်းတွေတခုကိုဆက်ပြီးတင်ပြပါမယ်ခင်ဗျာ။ဒီ AOD တိုင်းလေးမျက်နှာမြို့နယ်ပသိမ်မုံရွာလမ်းပိုက်မှာရှိတဲ့အကျန်းဖက်စစ်တပ်ရဲ့ကာကင်းစခန်းနှစ်ခုထပ်မင်းကိုအရကတက်တော် AA နဲ့ပူပေါင်းတက်တွေဘက်ကဒီအပိုင်းအတွက်မှာတင်ပိုင်းလိုက်တယ်လို့သိရှိရပါတယ်ခင်ဗျာ။ဒီစစ်ကော်မရှင်တပ်ဘက်ကအဲ sorry စစ်ကော်မရှင်တပ်ဖက်ကအင်အားသုံးပြီးတော့စစ်ကြောင်းထိုးလာတာကြောင့်လူဝင်ပါလာတက်လာလို့နေပါပသိမ်မုံရွာလမ်းပိုင်းတစ်လျှောက်စောပြတဲလူကုန်ချင်းကုန်ရှမ်းကွင်းစတဲ့ကြေးရွာအနီးမှာဒီနှစ်ဖက်ထိတွေ့တိုက်ပွဲတွေနေ့စဉ်ရက်ဆက်ရှိခဲ့ပြီးတော့စစ်ကော်မရှင်ဘက်ကလေကြောင်း drone နဲ့လက်နက်ကြီးပစ်ခတ်တာတွေလည်းတောက်လျှောက်ရှိခဲ့တယ်လို့ဒေတာတွင်းသတင်းရင်းမြစ်တူကပြောဆိုတာဖြစ်ပါတယ်ဒီနိုဝင်ဘာလနောက်ဆုံးပတ်မှာတော့နှစ်ဖက်တိုက်ပွဲပုံမပြင်းထန်လာပြီးတော့အရက်ကတက်တော်အေနဲ့ပူးပေါင်းမဟာမိတ်တပ်ဖက်က တဲနုကုံကျေးရွာအနီးကစစ်ကော်မရှင်တပ်ရဲ့ကာကင်းစကားနှစ်ခုထံမင်းဲကိုထပ်မံသိမ့်ပိုက်ထိန်းချုပ်လိုက်တယ်လို့၎င်းတရင်အရင်မြစ်ကဆိုပါတယ်ခင်ဗျာဒီအေအေနဲ့ပူပေါင်းတပ်တွေပသိမ်မွန်ရွာလမ်းမိုင်းကိုထိန်းချုပ်နိုင်မှုအတွက်ကြိုးစားနေတာကိုတွေ့ရတယ်တဲနုကုံကျေးရွာကရဲစခန်းကိုအေအေနဲ့ပူပေါင်းတပ်တွေကတင်ထားတာတော့ကြာပြီအခုရက်ပိုင်းမှာအဲ့ဒီကျေးရွာအနီးကကာကင်းစကားနှစ်ခုထံမင်းဲကိုထပ်သိမ့်ပိုက်လိုက်တာ အဲ့ဒီဘက်မှာလေရင်ဘုံတန်တွေလက်နဲ့ကြီးလက်နဲ့ငယ်တန်တွေတောက်လျှောက်ကြားနေရတယ်လို့လေးမျက်နှာမြို့နယ်ဒေသခံတူကပြောဆိုတာဖြစ်ပါတယ်ဒီ AOD တိုင်းရေကြီးလေးမျက်နှာအင်ကပူစတဲ့မြို့နယ်တွေမှာရှိတဲ့ပသိမ်မုံရွာလမ်းပိုင်းကိုစစ်ကော်မရှင်တပ်ဘက်ကရောအရကတပ်ကရောပူပေါင်းမာမိတ်ဘက်ကပါထိန်ချုပ်နိုင်ရေးစစ်ရေးလှုပ်ရှားတာတွေရှိနေတာကြောင့်နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားမှုကလည်းဆက်လက်ရှိနေပါတယ်ခင်ဗျာ ဒီလင်းမျက်နှာမျိုးနယ်ပသိမ်မုံရွာလမ်းပိုင်းခီးတွားလာကွင်းကိုစစ်ကောင်စီဘက်ကကန့်တပ်ပိတ်ထားပြီးတော့ရေချောင်းတစ်ခုကိုသာဒေသခံတွေကိုတွားလာကွင်းပိတ်ထားတယ်လို့သိရပါတယ်ခင်ဗျာ။နောက်အေနဲ့ပတ်သက်တဲ့သတင်းတစ်ပုဒ်ကိုဆက်ချင်ပါတယ်။အဲ့ဒါကတော့ဒီအမ်ဘရာနိုင်ရီကလေချောင်းရံကာကွယ်ရေးစခန်းကိုလေချောင်းကလေဒီနဲ့ပစ္စည်းတွေကိုချပေးနေတဲ့အချိန်မှာအရက်ကစစ်တီတော်ကလက်နက်ကြီးတွေနဲ့ ပြစ်ခတ်တာတွေကြောင့်အဆောက်အဦတချို့ပျက်စီးကအကျန်းဖက်စစ်တပ်ကစစ်သားအများပြတေဆုံထိခိုက်ဒဏ်ရာရရှိတာတွေရှိနေတဲ့အကြောင်းသိရပါတယ်ခင်ဗျာနိုဝင်ဘာလ30ရက်နေ့လယ်တနာရီဝန်းကျင်မှာစစ်ကောင်မရှင်လေကြောင်းက18လေရင်နဲ့စာနာရိတ်ခါတွေအပါအဝင်အထုပ်စက်တို့ကိုလေဒီနဲ့လာချပေးတဲ့အချိန်ကောက်ယူနေတဲ့စစ်သားတွေကိုလက်နက်ကြီးနဲ့ပြစ်ခတ်တာကြောင့်ပြူပြက်နေတဲ့ကဘာလုံးလဲမြေပြင်ပေါ်မှာပြပြွက်ဝစ်သွားပြီးတော့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တချို့ပါတေဆုံးထိခိုက်ဒဏ်ရာရသွားတယ်လို့ စည်ရေးတည်ရေးမြစ်တွေကနေနေစရာတည်နှထာနာကိုပြောဆိုထားတာဖြစ်ပါတယ်ခင်ဗျာကဘာလုံးကတော့မြေပြင်မှာပြားသွားပြီးမနစ်နေ့လယ်ကအထုပ်တွေကောက်နေတော့ပြစ်ခတ်ခံရတာပါကဘာလုံးကထပ်ပြီးလက်နဲ့ကြီးကြီးထိတယ်လာကောက်တဲ့စစ်သားတွေတေဆုံတိကက်တန်ရသွားတာရဲ့လို့ပြောပါတယ်ခင်ဗျာစစ်ကော်မရှင်ကနိုင်ငံဗျူဟာကိုတောက်ရီကစလေချောင်းကပို့ဆောင်ပေးနေရပြီးတော့နိုဝင်ဘာနောက်ဆုံးအပတ်မှာ ရက်ဆက်ပြီးတော့ထောက်ပို့လေရင်တွင်နဲ့ဆန္ဒရိက္ခာပို့ဆောင်ပေးနေရတယ်လို့၎င်းကပြောဆိုပါတယ်ခင်ဗျာအရကတတ်တော်ဟာနိုင်ငံစကန်ကိုဝိုင်းဝန်းပိတ်ဆို့ထားယူတာမကပဲလက်နဲ့ကြည့်ပါရခိုင်ကထက်ပြစ်ခတ်တိုက်ခိုက်နေလို့စစ်တပ်တပ်ဖွဲ့ဝင်တွေလည်းနေတယ်လို့လို့ထိခိုက်ဒေသုံးတာတွေရှိနေတယ်လို့ဆိုပါတယ်နိုင်ကစကန်းထဲမှာပိတ်လောင်ထားတယ်အဲ့ဒီစကန်းထဲမှာဂူတွေဖောက်ထားတယ်လို့ပြောတယ်အဲ့ဒီမှာစစ်သားတွေနေကြတာအဲ့ဒီခိုးအောင်းနေတဲ့နေရာကနေအပြင်ထွက်တာနဲ့ အီကလက်နဲ့ကြီးနဲ့ပြစ်တယ်လို့စနိုက်ပါနဲ့ပြစ်တာထိခိုက်သေးဆုံးတာတွေကမကြာခဏရှိနေတယ်လို့စီရီတရီအေးမြစ်တခုကပြောဆိုပါရယ်။နိုင်ရကစကန်ကုန်းကိုအရကတက်တော်ကဝမ်ဝပိတ်ဆို့ထားပြီးတော့ထောက်ပို့လမ်းကြောင်းတွေလည်းဖြတ်တောက်ထားတာမှနှစ်လနေပါကြာလာခဲ့ပြီဖြစ်ပါရယ်။အဲ့ဒီအတွက်နိုင်ရကစကန်တွဲမှာရိတ်ခါတွေပြက်လက်နေတာကြောင့်အကျန့်ဖက်လီတက်ကလေရင်တွေနဲ့ပစ္စည်းတွေချပေးရမှာအေက ပြစ်ခတ်တာကိုစိုးရင်လို့အနီးကပစ္စည်းထုတ်တွေကိုမချပေးရဲပဲ ဒီအမြင့်ကြီးကနေချပေးလို့ရိခာအထုပ်တချို့မှာအေးအေးထင်းချုပ်ထားတဲ့နယ်မြေဘက်ကိုလည်းကြားရောက်တာတွေရှိနေတယ်လို့သိရပါတယ်။ဒီဓာပြင်စစ်တပ်ဟာနိုင်ကန်စကန်ကိုလမ်းဟောင်းလမ်းသစ်နှစ်ဖက်လုံးထိုးသစ်စင်နေပေမဲ့လည်းဒီအရကတတ်တော်နဲ့ပူပေါင်းတပ်တွေဘက်ကပိတ်ဆို့တိုက်ခိုက်တာတွေခံရတာကြောင့်ရှေ့ကိုမတိုးနိုင်ပဲနောက်ပြန်ဆုတ်နေရတယ်လို့လည်းသိရပါတယ်ခင်ဗျာ။နောက်မွန်ပြည်နယ်ရင်းမြို့နယ်ကဒီ တတသည်တွေနဲ့ပတ်သက်လို့သတင်းဆက်တင်ပြပါမယ်။မွန်ပြည်နယ်ရေမြို့နယ်မှာခမရ986ကနေပြီးတော့ထွက်ပြေးလာတဲ့စစ်မှုထမ်းတတသည်3ဦးကိုရေဘလူးတပ်ဖွဲ့ကဖမ်းဆီးရရှိတဲ့အကြောင်းဒီရေဘလူးအဖွဲ့ကပြောဆိုပါတယ်ခင်ဗျာ။ဒီနိုဝင်ဘာ30ရက်နေ့မွန်ပြည်နယ်ရေမြို့နယ်အခြေစိုက်ခမရ986တိုင်ရင်းက စစ်မှုထမ်းတပ်သားတအူးကရေဘလူးတပ်ရင်းရဲ့ရှေ့တန်းစစ်မျက်နှာနေရာကိုထွက်ပြေးတိမ်းရှောင်လာကြတာဖြစ်ပါတယ်။ဒါကြောင့်စစ်မှုထမ်းတပ်သားတအူးကိုရေဘလူးဖွဲ့ကဖမ်းဆီးထိန်းသိမ်းထားတယ်လို့ဆိုပါတယ်ခင်ဗျာ။ဒီသူတို့မှလက်နက်တွေပါတယ်မပါဘူး။လူအလွတ်ပဲပြေးလာတာတပ်ကနေထွက်ပြေးလာရင်းနဲ့ကျွန်တော်တို့ရေဘလူးစစ်မျက်နှာဖွင့်ထားတဲ့နေရာကိုအကူအညီတောင်းခံတာကူညီအဲ့လိုကူညီတောင်းခံလာတာကြောင့်ဖမ်းဆီးထိန်းသိမ်းလိုက်တာပါလို့ရေဘလူးတပ်ဖွဲ့ကောင်းဆောင်ရေဘလူးကရှင်းပြတာဖြစ်ပါတယ်။ ခမရ96တိုင်းကထပ်ပြလာတဲ့စစ်မှုရတပ်သားတွေတို့ဦးမှာစစ်မှုရပတ်စဉ်စနစ်ကအသက်24နှစ်အရွယ်စစ်မှုရတပ်သားအောင်တန်းဦးအသက်29နှစ်အရွယ်တပ်သားတွေရန်နိုင်ဝင်းအသက်23နှစ်အရွယ်တပ်သားတွေချစ်ထွန်းလို့ဖြစ်တယ်လို့သိရပါတယ်။ဒီအကြမ်းဖက်စစ်တပ်ကနိုင်ငံတဝန်းမှာလူငယ်တွေကိုစစ်မှုထမ်းဖြစ်ပေါ်တာဆွဲဖမ်းဆီးပြီးတော့စစ်မှုထမ်းခိုင်းနေရမှာအခုအခါစစ်မှုထမ်းပတ်စဉ်20ကိုရောက်ရှိလာပြီဖြစ်ပါတယ်ခင်ဗျာ။ အလားတူပဲနောက်ထပ်ဖားကန်ရောက်စစ်သားတိ၄ဦးတပ်ကိုစွန့်ခွာထွက်ပြေးလို့ KIA တပ်ကဖမ်းဆီးထားတယ်လို့ဆိုပါတယ်ဒီသတင်းကိုတင်ပြပေးကြပါတယ်ဒီဖားကန်ဒေသကိုရောက်ရှိနေတဲ့စစ်ကောင်စီစစ်ကြောင်းကနေထွက်ပြေးလာတဲ့စစ်မှုထမ်းတပ်သား၄ဦးကိုကချင်လွတ်လပ်ရေးတပ်မတော် KIA KPDF ပူးပေါင်းတပ်တွေကဖမ်းမိထားပါတယ်ဖကန်ဒေတာမဇွန်ရန်ထောင်းအနီးမှာတာဝန်ကျနေတဲ့စစ်မှုထမ်းတင်နန်းစင်းတပ်သားတွေတဲက၄ဦးဟာ နိုဝင်ဘာလ29ကထွက်ပြေးလာပြီးတော့ KRA KPD ရဲ့ပူးပေါင်းတပ်တွေနဲ့အတွေ့အမှာဖမ်းမိခဲ့တာဖြစ်ပါတယ်ဒီသူတို့ကဆိုင်ကယ်တွေနဲ့ထွက်ပြေးလာတာလမ်းမကျွတ်တော့မသွားတတ်မလာတတ်နဲ့မျက်စိလဲနေတာသူတို့ကိုမတင်ကားလို့စစ်စေးတော့စစ်မှုထမ်းတင်တန်းစင်းတွေလို့ဝန်ခံတယ်လို့ KI နဲ့နေဆက်သူတူကပြောပါတယ်သူတို့လေးဦးကိုအရင်ကလင်းဝင်ခဲ့တဲ့စစ်မှုထမ်းတင်တန်းစင်းတွေကဥဆောင်ပြီးတော့စစ်စေးနေတယ်လို့ကောင်းကောင်းမွန်မွန်ထိမ့်သိမ်းချောက်ချောက်ထားတယ်လို့လည်းဆိုပါတယ် ဖကန်ဒေတာကိုရောက်ရှိနေတဲ့စစ်ကောင်စီတပ်စစ်ကြောင်းတွေမှာရှမ်းနေတဲ့ SNA နဲ့ပြည်သူစစ်တွေပါတယ်လို့စစ်မှုထမ်းဥပဒေအကြောင်းပြပြီးတော့ဖမ်းဆီးခေါ်ဆောင်ထားတဲ့စစ်မှုထမ်းတင်နန်းစင်းတပ်သားတွေလည်းပါပါတယ်။ပြီးကြတဲ့အော်တိုဘာလနဲ့နိုဘာလဇန်ကလည်းစစ်မှုထမ်းတင်နန်းစင်းတပ်သားတွေ40ပါးဟာ KIA KPDS ကိုလက်နက်ချအလင်းဝင်ခဲ့တာတွေရှိပါတယ်။အဲ့ဒီစစ်မှုထမ်းတင်နန်းစင်းတွေအနေနဲ့လက်နက်ချအလင်းဝင်ပြီးလူထုနဲ့ပူးပေါင်းဖို့ KIA KPDF ကတိုက်တွန်းထားပါသေးတယ်။ဒီလက်နက်နဲ့အတူအလင်းဝင်စုချင်းငွေနဲ့ဂုံပြမယ်လို့ကမ်းလှမ်းထားပါတယ်။အခုဖမ်းမိတဲ့သူ၄ဦးကတော့လက်နက်တွေမပါလာပဲအရတဟန်ဆောင်ပြီးထွက်ပြေးလာတာလို့သိရပါတယ်။ပြီးတော့ဒီလက်ရှိမှာစစ်ကောင်စီတပ်ကအင်အားတရာကျော်ဟာစမ်းကြွယ်နဲ့ရှရော့ခရွာကိုနိုဝင်ဘာ25ရက်မှာဝင်လာလို့တိုက်ပွဲတွေဖြစ်နေပါတယ်။အဲ့ဒီနိုဘာ25ရက်ကတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်10ဦးထပ်မင်းနဲ့တေဆုံးခဲ့ပါတယ် အဲ့ဒီနောက်တော့ဒီစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာဒရုန်းနဲ့ပုံကျဲတာတွေနေ့စဉ်ပြုလုပ်နေပြီးတော့အယတထိခိုက်ဒေဆုံးမှုတွေရှိနေပါတယ်စစ်ကောင်စီရဲ့မြေပြင်စစ်ကြောင်းတွေအန္တရာယ်လက်နက်ကြီးနဲ့လေကြောင်းအန္တရာယ်ကိုသတိပြုချဖို့ KIA နဲ့ KBD ရဲ့အဖွဲ့တွေကပြည်သူလူထုကိုသတိပေးထားပါတယ်ခင်ဗျာဒီဇင်ဘာလတရက်နေ့နေကမန်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီမျှသာဖြစ်ပါတယ်ခင်ဗျာကြီးစုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်